ိုင်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ထိတ်စီငါးလုံးကို ပြန်လည်မြောက်တက်မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ YouTube အကောင့်မှာမသိဖြစ်တာကြားရပြီပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီဒီဘက်မှာအထိတ်စီငါးလုံးနဲ့ကျွန်တော်စားပြီးတော့အသေးလာကြည့်မယ်ပေါ့နော်ဒီ8 8 8 9 5 4 3 9 5 3 3များဒီအနောက်နောက်မပါတော့ပေါ့နော်ဒါပဲလို့အသေးအတွက်ဒါပဲကြီးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ9ထိတ်စီ963ကိုဘယ်လိုတွေ့တယ်လဲဆိုတော့ ဒီကိုဒီတုံးကိုမှဒီကိုတုံးနေမြောက်တယ်ပေါ့နော်ပြီးရင်ဒီ9မှာတစ်ချိန်ပေါင်းထားတာဖြစ်ပါတယ်အဲဆိုရင်ကို3ချိန်20နဲ့ခွန်9နဲ့9ပေါင်းတာ7နှစ်ဆိုတဲ့အတွက်နှစ်နှစ်ကိုနှစ်နဲ့ပေါင်းမှာပေါ့နော်နှစ်၄5 6ခွန်ဆိုပြီးဖြစ်ပါတယ်ဒီနှစ်၄5 6ခွန်ထိစီ9လုံးထက်က9 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 3ဒါကြောင့်မို့ဒီမှာ9ထိစီဖြစ်ပါတယ်ခင်ဗျာ တပန်းတင်တော့ဒီခွန်9ခွန်963 3 5 9 9နိခွန်ဆိုတဲ့အတွက်တင်9ကို3ချိန်ဖြစ်ပါတယ်ဒီ9မှာ3ချိန်ဖြစ်ပါတယ်ပေါ့နော်9 3ချိန်15 9နဲ့9ပေါင်း7သေး6ကို2ပေါင်း6ခွန်89ပေါ့နော်လေ6ခွန်89တစ်စင်၅လုံးထဲက68ခွန်ဆိုပြီးဖြစ်ပါတယ်68ခွန်ဒါကြောင့်မို့ဒီမှာဆိုရင်6ထိပ်စီဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်တစ်ချိန်မှာလည်းကျွန်တော်ဒီ9ကို3နဲ့မြောက်မယ်ဒီ9မှာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ9 3 5 9နဲ့ခွန်ပေါင်းရှင်း7နေဆိုတဲ့အတွက်2ကို2ပေါင်းရှင်း4 5 6ခွန်ပေါ့နော်နေလင်း၅၆ခွန်ထိစီ၅လုံးထက်ကနိနိခွန်ဖြစ်ပါလေနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့နိထိစီဖြစ်ပါလေပေါ့နော်နိထိစီနိနိခွန်ဖြစ်ပါလေတပံကျွန်တော်ဒီနိနိခွန်တပင်က၄၄၃ရဲ့၅၄ရဲ့ဖြစ်ပါလေ ါကြောင့်မို့ဒီ၃ကို၃နဲ့မြောက်ပြီးတော့နင်းနမှာတစ်ကြိမ်ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ၃၃ကြိမ်ကို၉နဲ့နင်းပေါင်းတာဆက်တစ်ဖြစ်ပါတယ်တစ်ကိုနင်းပေါင်းရှင်၃၄၅၆တစ်၃၄၅၆ထိပ်စီးထဲက၃၈၈ဖြစ်ပါတယ်ခင်ဗျာ၃၈၈ဒါကြောင့်မို့ဒီမှာဆိုရင်၃ထိပ်စီးပေါ့နော်တပန်ဒီ6ကို3နဲ့မြောက်မယ်ဒီတက်မှာတစ်ချိန်ဖြစ်ပါတယ်6 3 48ရှင်းနဲ့တက်ပေါင်းရှင်း ကိုနင်းပေါင်းတာက7 7 7 3 7 4ပေါ့เนาะကိုတင်းနေ3 4ထိစီတဲ့က3ည9ဖြစ်ပါတယ်3ည9ဒါကြောင့်မို့ဒီမှာဆိုရင်3ထိစီဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီကိုကို3နေမြောင်းမယ်ပေါ့เนาะဒီနှစ်မှာတစ်ကြိမ်ဖြစ်ပါတယ်ကိုတုံးလီ29ခွန်းရဲ့နှစ်ရပေါင်း6ဆိုတဲ့အတွက်ကိုတင်နေ3 4ထိပ်စီ9လုံးရတယ်ပေါ့နော်ဒီထက်က3 9နှစ်ဖြစ်ပါတယ်ခင်ဗျာ 3တုံညာကိုပြီးတော့35နေဆိုတဲ့အတွက်ကြောင့်မို့3ထိပ်စီဖြစ်ပါတယ်ပေါ့နော်တဖန်34913ဆိုတဲ့အတွက်ဒီကိုကိုတုံနေမြောက်မယ်ဒီတက်မှာတစ်ချိန်ဖြစ်ပါတယ်အဲဆိုရင်ကိုတုံချိန်နဲ့ဆက်ခွန်ခွန်နဲ့တက်ပေါင်းတာ8 8ကိုနှစ်ပေါင်း30 1နှစ်3ပေါ့နော်8တုံညာဒီနှစ်3ဒီ5လုံးထက်ကကျွန်တော်3ထိပ်စီ3ခုနှစ်ဖြစ်ပါတယ်ခင်ဗျာ3ထိပ်စီပေါ့နော်ဒီမှာ3ထိပ်စီ3ခုနှစ်ဖြစ်ပါတယ်ခင်ဗျာ

၃တော်များလီတော်များတည်တလုံးကြံတဲ့အတွက်တစ်ကိုနှစ်ပေါင်းချင်းဒီ၃၄၅၆တည်၃၄၅၆ထိပ်စီတဲ့က၃နှစ်၄ဆိုတဲ့အတွက်ကြောင့်မို့၃ထိပ်စီဖြစ်ပါတယ်ခင်ဗျာဒီမှာ၃ထိပ်စီပေါ့နော်တပန်းကျွန်တော်ဒီ၃နှစ်၄က၉၉၅နဲ့တစ်ခွန်တည်ဆိုတဲ့အတွက်ဒီ၅ကို၃နှစ်မြောက်မဲ့တည်မှာတစ်ကြိမ်ဖြစ်ပါတယ်၅၃၅၅နဲ့တည်ပေါင်းချင်း၆၆ကိုနှစ်ပေါင်းတာ၈၉၃ည၁ ်669တုံများတိထဲက85နှစ်ဖြစ်ပါတယ်85နှစ်ဒါကြောင့်မို့ဒီမှာဆိုရင်6ထိပ်စီပေါ့နော်တပန်းကျွန်တော်ဒီ9နှစ်9ကတိလေးနှစ်9ကို3နှစ်မြောက်မယ်ဒီတက်မှာတစ်ချိန်53ကျင်း55 9နဲ့တပောင်းရှင်6ဆိုတဲ့အတွက်669တုံညာ1ထိပ်စီဖြစ်ပါတယ်။အဲ့ဒီထဲက665ဆိုတဲ့အတွက်6ထိပ်စီပဲဖြစ်ပါတယ်ခင်ဗျာ။ဒီမှာ6ထိပ်စီ665ဖြစ်ပါတယ်။ ဒီနှစ်ကိုသုံးနေမြောက်မယ်ဒီနှစ်မှာတစ်ချိန်ပေါ့နော်နှစ်သုံးချိန်၆၆နှစ်နှစ်ပေါင်းရှင်းရှစ်ရှစ်ကိုနှစ်ပေါင်း၃၀တိနှစ်တော့ရှစ်တုံနာတိနှစ်သုံးထဲက၃၅၆ဖြစ်ပါတယ်ခင်ဗျာ၃၅၆ဒါကြောင့်မို့ဒီမှာဆိုရင်၃ထိပ်စီဖြစ်ပါတယ်တပန်းဒီတစ်ကိုသုံးနေမြောက်မယ်၃ညမှာတစ်ချိန်ဖြစ်ပါတယ်၃တလီ၃ဆိုတဲ့အတွက်၃ကိုနှစ်ပေါင်းရှင်းတဲ့၅၆ခွန်၈ 3569မှာ646ဖြစ်ပါတယ်ခင်ဗျာ3569ပြီးတော့646ပါเนาะဒါကြောင့်မို့ဒီမှာ6 6ထိပ်စီဖြစ်ပါတယ်တခါဒီ0ပေါ့เนาะ39ကို3နေမြောက်မယ်ဒီ9မှာတစ်ချိန်3တုံများဒီ3ညာဒီမှာ5ရတယ်ပေါ့เนาะ5 2ဆိုတော့7 8 9 10 9089တုံများထဲက9087ဖြစ်ပါတယ်978ပေါ့နော် ါ။ဒါဆိုရင်ဒီမှာ9ဖြစ်ပါတယ်ကိုထိတ်စီပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ set ချစ်ချိန်မှာအဲ့ဒီနေ့အရာဆက်ပြီးတော့ okay ခဲ့မယ်ဆိုရင်ပေါ့နော်။ဒီနေ့အရာ3ကို3နဲ့မြောက်မယ်9မှာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ။3 3 4 9ဆိုတဲ့အတွက်လေကိုနှစ်ပေါင်းရှင်6 9 8 9 4 6 9 8 9ထိစီဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီနေ့အရာပါနော် ဒီနေ့အရာကတော့ကျွန်တော်ဒီ963ကနေထိတ်စီ9လုံးတောက်လျှောက်ဖြစ်ပါတယ်ပေါ့နော်963 689 229 339 39နဲ့396 3456986 6466948ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်4689ထိတ်စီ9လုံးဖြစ်ပါတယ်ခင်ဗျာโอเคတရားလေးကတော့ကျွန်တော်ဤအဟောင်းဖြစ်ပါတယ်ဗောနော်ခွန် ခွန်ခွန်ကိုခွန်ဒီခွန်ရခွန်ထိုက်ပါနော်3ခွန်ခွန်ဒါလေးကတော့ကျွန်တော်ဤ3မျိုးကို ပုံသူစုထားတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်6 6 9 5 5 6 3ဒီမာတော့ထိတ်စီ၅လုံးဖြစ်ပါတယ်ဗောနော်လျှောက်ထိတ်စီလျှောက်ရှိခွန်နေထိပ်စီနေနေခွန်၃ထိပ်စီ၃ရှိရှိ၃ထိပ်စီ၃တုံများကို၃၅နေ၃၉နေနေလေးလျှောက်၃နေလေး၈၅နေ၈၆၅၃၅လျှောက ီတော့ကျွန်တော်ဒီဘက်မှာထပ်ပြီးတော့မတင်ပေးလိုက်ရဘူးပေါ့နော်ဒီ3 5 6ပြီးတော့နောက်ထပ်တစ်ကြိမ်ပါဆိုရင်6လေး6ဖြစ်ပါတယ်ခင်ဗျာ6လေး6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်3 6ခွန်9တော့မြထိစီ9လုံးထဲက6ထိစီ6လေး6ဖြစ်ပါတယ်ခင်ဗျာโอเค6လေး6ပြီးတော့လည်းကျွန်တော်တို့ဒီမှာထပ်ပြီးတော့မတင်ပြလိုက်ရဘူးပေါ့နော်6လေး6ပြီးတော့ကျွန်တော်တို့ဒီမှာ9ခွန်7ဖြစ်ပါတယ်ပေါ့နော်6လေး6ပြီးတော့9ခွန်7ဖြစ်ပါတယ် โอเคကျွန်တော်ဒီ6ခွန်8တပင်မှာကျတော့ကျွန်တော်ပုံတူက69315ထိပ်စီးပုံတူဖြစ်ပါတယ်69315ထိပ်စီးပုံတူရတယ်ဗောနော်ငါးလုံးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာတော့6ထိပ်စီးဖြစ်ပါတယ်โอเค6ထိပ်စီး6ခွန်8ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ထိပ်စီးက9လုံး8လုံးတော့ရှိတယ်ဗောနော်ဒါလေးကိုပုံတူစုထားတာဖြစ်ပါတယ်ဒီဖက်မှာဗောနော်2 3ဖြစ်ပါတယ်2 3ဗောနော် အဲ့မှာပုံတူကတီကွင်းခတ်ထားတဲ့ဟာလေးပုံတူဖြစ်ပါတယ်ဗောနော်36တပင်မှာကျွန်တော်အဲတင်ပေးထားတယ်ဗောနော်6 6ပြီးတော့98တပင်မှာကျွန်တော်မတင်ပေးလဲရဘူးဗောနော်ပြီးတော့ကျွန်တော်ဒီတပတ်မှာကျတော့ဒီပုံတူက9လုံးရတယ်ဗောနော်693ညနေ3ဆိုပြီးရတာဖြစ်ပါတယ်ကျွန်တော်နှီးကတော့မပြတော့ဘူးပေါ့နော်693ညနေ3ထိပ်စီးပုံလို့ဖြစ်ပါတယ်ခင်ဗျာ693 โอเคဒါဆိုရင်ကျွန်တော်ဤနှမျိုးကိုပုံတူစုကြည့်မယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ဒီ9893ည9893ညဆိုတဲ့အတွက်89နဲ့ပုံတူထိတ်စီနှလုံးပေါ့နော်4689 4669 6689ဆိုတော့69ထိတ်စီပုံတူဖြစ်ပါတယ်ခင်ဗျာဒါ78ကြိမ်မှာကျွန်တော်ဒီနီးအားလုံးအရာပေါ့နော်69ပုံတူထိတ်စီစုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ โอเคဒါကတော့ကျွန်တော်တင်ချာနေ့အရာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့အမိန့်ရှင်များကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ